ကာလာအိုအက်ဆိုတာပါလေရင်းလုံးလုံးပုံအကြောင်းရှင်းပြမယ်အကျိုးရှိရင် follow လုပ်ခဲ့ပါခင်ဗျာကာလာ OS ဆိုတာကတော့ Oppo Phone အတွက်ထုတ်လုပ်ထားတဲ့မိမိပိုင်လုံဆောင်ရေးစနစ်ဖြစ်ပါတယ်အခြေခံအားဖြင့် Android စနစ်ပေါ်မှာတည်ဆောက်ထားပြီးဖုန်းကိုပုံမူလပစေဖို့နဲ့အသုံးပြုသူအတွက်အဆင်ပြေမှုများစွာထည့်သွင်းထားပါတယ်အဓိကလက္ခဏာများတဖုံးပေါ်အပြင်အစင်လှပမှုကြောင့်ပြောရရင်ပုံစံအယောင်နောက်ခံတဲ့အမူအရာတွေကိုတုံးတူစိတ်ကြိုက်ပြင်ဆင်နိုင်တယ် တီမာဆာတိုအတွင်းကနေပုံစံအစ်စ်တွေရွေးချယ်အသုံးပြုနိုင်တယ်။နှစ်ထူးခြားသုံးဆွဲနည်းများကြောင်းပြောရရင်အနာဘက်မှလျင်မြန်လန်းကြောင်းပါစမတ်ဆိုင်ပါ။ဖန်သားပြင်ခွဲပြီးသုံးနိုင်ခြင်း split screen လက်ဖန်သားပြင်ပေါ်ကနေဗီဒီယိုသုံးဆွဲခြင်းစတရင်ဖန်ခြင်းလွယ်လွယ်ကူကူသုံးလုံးကြုံရင်းနဲ့ကိုရေးချက်လက်ကာကွယ်မှုကြောင်းပြောရရင် upload အပကူပုံနဲ့ပိတ်နိုင်တယ်။ privacy တည်တံ့သူထားနိုင်တဲ့ဖိုင်များခွင့်ပြုချက်စစ်မှုစနစ်အတခုချင်းစီရဲ့ခွင့်ပြုချက်စစ်နိုင်တယ်။ လေးစွမ်းဆောင်ရည်တိုးတက်မှုကြောင့်ပြောရရင်ဂိမ်းအတွက်အမြန်နှုန်းတိုးပေးသောဂိမ်းအပေါ်နဲ့စနစ်အလိုက်အမှားယွင်းဖယ်ရှားပေးပြီးဘက်ထရီတောက်လျှောက်သုံးနိုင်စေတယ်။ငါ AI မီးပညာအခြေခံလှုပ်ဆောင်ချက်များကြောင့်ပြောရရင် AI smart အဖြော်ပျော်တက်ပုံအမျိုးအစားခွဲခြင်းစနစ်အလိုက် AI တိုးတက်မှုနဲ့ပုံမှန်မြန်ဆန်သွားစေတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။